ကတော့အမှတ်တမှတ်တော့ကြီးလိုက်သေးတယ်ဗျာဒါသူတို့လည်းဟိုသူတို့တောင်ရှက်သွားတယ်ထင်တယ်တိုးရတောင်ရှက်ရတဲ့အတိဖြစ်ရသူတို့လုံပုံလုံနေရလေအားလဲဟိုတာကြီးမယားကြီးရှိတယ်လို့ပြောတယ်နောက်ကနေပြီးတော့မှအမျိုးသမီးကိုနှိုက်တာနောက်ကိုနှိုက်တာမဟုတ်တော့အရှိလက်ကိုအရှိကြော်ပြီးတော့ကိုကြော်ပြီးတော့နှိုက်တာဗျာတော် အားလုံးပဲမင်္ဂလာပါရှင်ဇင်လီရဲ့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်အခုဇင်လီတင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ဒါစင်ကာပူနိုင်ငံမှာဖြစ်သွားတာရှင်စင်ကာပူနိုင်ငံကရထားပေါ်မှာနော်လူမရှောင်သူရှိမရှောင်နော်အရန်ထန်နေကောင်းတဲ့ကောင်းမှာနော်နောက်ကကောင်ကအရှိယကောင်မောင်းနော်လမ်းပြီးတော့နှိုက်နေရရှင်လူမြင်ကွင်းကြီးမှာနော်မဖြစ်တဲ့ဟိုတဲဟိုကန်းနေဟိုတယ်ရှိနေရပဲနော်မနေနိုင်လဲအဲ့လိုသွားကြပေါ့သူတို့ကမဟုတ်ဘူးနော်လူမြင်ကွင်းကြီးမှာရှင်တကြီးရွယ်ဦးတွေပါမယ်ခလေးတငယ်တွေပါမယ်နော်ဒါတော့မှသူတို့တွေကဂီယုံမဆိုင်နိုင်ဘူးနော်တယောက်နဲ့တယောက်နေမှုံ နေကြရရှင်။အရှိအကောင်မလည်းနော်ဖီတက်နေတဲ့ပုံစံနဲ့အရင်ယွန်စရာကောင်းပါရဲ့ရှင်။ဒီဗျူဖိုင်လေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့အတွက်ဖိတ်ခေါ်ပါရဲ့ရှင်။ရထားပေါ်မှာနှိုက်နေတဲ့ဇုံတဲ့ဒရက်အကြောင်းကိုကျွန်တော်ပြောပြပေးမယ်။ဒါကျွန်တော်လည်းတုံတောင်ဆိုတော့ကျွန်တော်ကမ္ဘာသတင်းတွေပဲနိုင်ငံရေးသတင်းတွေပေါ့ကမ္ဘာနိုင်ငံရေးသတင်းတွေပဲကျွန်တော်ပြောတာဒါပေမဲ့ဒီဟာတော်တော်ကိုဆိုးရွားတဲ့အရာမျိုးလို့ကျွန်တော်လည်းပြောတာဗျာဒါတချို့ကတော့ပြောတာမြန်မာအတွဲလို့ပြောကြတယ်ဟုတ်ချင်လဲဟုတ်မှာပေါ့ကျွန်တော်လည်းအတိအကျတော့မသိဘူးဒါပေမဲ့မန်ဒီမှာရေးတာတော့မြန်မာအတွဲဆိုပြီးတော့ရေးတော်တော်ကိုရုပ်ပြက်ဆင်းပြက်နိုင်တယ်ဗျာအင်ဒိုနီးရှား အမျိုးသမီးတယောက်ကတင်ထားတိကျရင်တော့လိုင်းအောင်မှာရိုက်ပြီးရှာကြည့်လိုက် Happy Sunday Singapore ဆိုပြီးတော့ရိုက်ရှာကြည့်လိုက်ပေါ့အဲ့ဆိုတော့အော်တွေ့လိမ့်မယ်အမျိုးသမီးကတော့မြန်မာနဲ့ပြတကယ်သူပါဟုတ်ပါတယ်မြန်မာဖြစ်လောက်တယ်မြန်မာဖြစ်ဖို့များတယ်အဲမျိုးသားကတော့အင်းကြီးကျွန်တော်တို့မြန်မာနိုင်ငံမှာဝင်နေကြပုံစံမျိုးအင်းကြီးအကြားပေါ့ဗျာဟောအင်းကြီးအအကြားကွက်နဲ့နောက်ကနေပြီးတော့မှအမျိုးသမီးကိုဖတ်ထားတယ်ရထားပေါ်မှာထိုင်ကုန်မှာမဟုတ်ဘူးဗျာ အဲလူစင်းတဲ့အပေါက်ကနားလေးကတိုက်မှာကျွန်တော်မြန်မာနိုင်ငံယထာပုံစံမျိုးပါပဲ။အော်လူစင်းတဲ့ယထာတိုက်မှာမတည့်ရဟိုးမှာတော့အဲတိုးအတွက်ဒရက်ရှိတယ်တိုးရအတွက်ဒရက်ရှိတယ်အာဒီဘက်ကတိုးရတွေတွေရအမျိုးသမီးကတော့အမှတ်တမှတ်တော့ကြိလိုက်သေးတယ်ဗျာသူတို့လည်းဟိုသူတို့တောင်ရှက်သွားတယ်ထင်တယ်တိုးရတောင်ရှက်ရတဲ့အတိဖြစ်ရသူတို့လုံပုံလုံနေရလေတော်တော်ကိုစိုးတယ်ဗျာတော်တော်ကိုစိုးတယ်ရိုက်ရှာကြည့်လိုက် Happy Sunday Singapore ကိုလိုက်ရှာရိုက်ရှာကြည့်လိုက်အဲ့ကောင်မလေးကမျက်မှန်နဲ့အရှိကနေပြီးတော့မှလွယ်အိတ်ကိုသူက ဲကြောဘွေးကောနော်ကြောဘွေးကောရှေ့မှာလွယ်တာကြောဘွေးကတေးတော့ဗျာဟောတိတာနဲ့အောက်ကစကတ်အတူနဲ့နောက်ကအမျိုးသားတော့အသက်တော့ကြီးလောက်ပြီဗျာတချို့မန်းနေမှာရေးတာတော့ကျွန်တော်တွေ့တယ်အာကျမတို့ယွာကတွေပါရေးတာတွေ့တယ်ဗျာဒီလူက အာမြန်မာနိုင်ငံမှာလည်းဟိုတာကြီးမရကြီးရှိတယ်လို့ပြောတယ်အာရေးတာအတွေ့ဒါကျွန်တော်လည်းအတိအကျမသိဘူးเนาะအတိအကျတော့မသိဒါပေမဲ့မြန်မာဖြစ်ဖို့တော့များတယ်မြန်မာဆိုရင်တော့တော်တော်တိတ်ခါကြာတယ်ဗျဟောအနောက်ကနေပြီးတော့မှအမျိုးသမီးကိုနှိုက်တာနောက်ကိုနှိုက်တာမဟုတ်တော့အရှိလက်ကိုအရှိကြော်ပြီးတော့မှကျွန်တော်တရုတ်ဆောင်တရုတ်မဆောင်တတ်ဘူးတွားကြည့်လိုက်ပါဟော Happy Sunday Singapore ဆိုပြီးမှရိုက်ပြီးတော့ရှာကြည့်လိုက် အရှိကိုကြော်ပြီးတော့နှိုက်တာဗျတော်တော်ကိုရုပ်ပြက်ဆင်းပြက်နိုင်တယ်ကျွန်တော်ကျွန်တော်မြင်တာကတော့ဒီအတွေ့အကြုံတော်တော်ကိုဟိုဟာဖြစ်နေတယ်ထင်သလားအာ တဲ့ကိုဂန်ဒီပါတီလည်းရှာပြီးသွားဖို့အချိန်မရတော့ဘူးထင်ပါတယ်အလုတ်သွားနေရင်လည်းလားအလုတ်ပြန်နေရင်လားမပြောတတ်ဘူးအရှိအမင်းကလေးကလည်းပထမညင်နောက်ပိုင်းတော့တဟီတဟားနဲ့ကြီးတော်တော်ကိုအဲအရှက်မရှိလို့ပြောရမှာပဲဗျာကျွန်တော်တော်တော်ကျွန်တော်မြန်မာတွေဆိုလို့ရှိရင်တော့ကျွန်တော် ဟောပြောချင်တယ်တော်တော်ကိုသိခါကြပါတယ်လို့သင်္ကန်းသာယူဖို့တဲ့ကျွန်တော်ပြောပေးတာပါဟောအဲ့ဒါကြည့်မယ်ဆိုရင်တော့သွားပြီး Happy Sunday Singapore ဆိုပြီးရိုက်ချကြည့်လိုက်အင်ဒိုမျိုးသမီးတင်ထားတဲ့အရာဖြစ်တယ်ကျွန်တော်ဝင်ကြည့်တဲ့အချိန်မှာသူမန်တော်ပိတ်ထားသူတော်တင်တဲ့လူတော်ရှက်လို့လားမသိဘူးမန်တော်ပိတ်ထားအခုတော့ပြန်ဝင်မဝင်တော့မသိဘူးသွားဝင်ကြည့်လိုက်ပါလို့ကျွန်တော်အဲ့ဒါလေးလာပြောပြပေးတာပါတနော်သူများနိုင်ငံကိုသွားပြီးတော့အရှမ်းမရှိရာရှင်မြန်မာတွေသိခါကြရနော်ထန်နေရင်လည်းနော်တနေ့ရရအောင်သွားလိုက်တော့မဟုတ်လူမြင်ကွင်းကြီးမှာနော်နောက်ထပ် view file မှာလည်းနော်ဒီအကူကဆက်ပြီးတော့ရှင်းပြထားသေးရဲ့ရှင်စင်ကာပူကဒါရထားတွေအကြောင်းပေါ့နော်အတွဲ ရဲ့အကြောင်းလဲပါတယ်ရှင့်ဆက်ပြီးရကြီးကြီးလိုက်ကြရအောင်ရှင့်ရှင်တော့အကြောက်ကိုလေးအချုံနဲ့မတယ်နော်အဲ့ဒီယထားပေါ်မှာအဲ့ဒီလူထပ်ပေါက်ချာနေတဲ့ဟာကိုရှင်တော့အကြောက်ကိုလာပြီးတော့ပြောခိုင်းကြတာအကြောက်ကအဲ့တော့မအံ့ဩဘူးရှင်တို့ရေအဲ့ထက်ဆုံးတဲ့ဟာတွေကိုကြုံဘူးလဲကြုံဘူးတယ်တွေ့ဘူးလဲတွေ့ဘူးတယ်နော်မြင်ဘူးလဲမြင်ဘူးတယ်ဆိုတဲ့အခါကြောင့်အဲ့ဒီဟာကိုပိုင်းရှင်တို့တစ်ခါလဲပေါင်းပြီးတော့ပြောပြသွားပေးမယ်လာစိုက်တဲ့နေရာမှာစိုက်တယ်လို့နေရာယူလိုက်တော့အာဘာလဲဆိုတော့အခါကျကျုပ်တို့ကတနင်္ဂနွေနေ့တွေဆိုများသွားချင်းစပိန်စီးကြတယ်ပေါ့ဟင်စပိန်စီးတဲ့အခါကျကျုပ်တို့စီးတဲ့နေရာတွေကိုပြောပြမယ်နော် ကလန်းအမတရားနေထွက်ပြီးတော့စတေဒီယံကိုတပတ်ပတ်စီးရညနေခင်းနေဆိုလို့ရှိရင်ပုံကောဘက်မှာစီးတာအဲပြီးခါကျတော့မရီနာဘေးဘက်ကနေပြီးတော့အဲ့ဒီ Iscope ဘက်ကိုစီးတာပေါ့လေစီးပြီးခါကျပုံကောဆိုလို့ရှိရင်လာ Waterway Point ကနေပြီးတော့အဲ့ဒီဟို Coney Island တော့ပါတယ်အဲ့ Island နေကနေဖြတ်ပုံကော Beach ဘက်ကနေပြီးတော့ Waterway Point ကိုပြန်သွားအဲ့လိုမျိုးတွေစီးကြတာအဲ့ဒီဘက်မှာဆိုလို့ရှိရင်လည်းမြန်မာတွေ All Hit တောင်ကျန်းပြီးတဲ့ခါကျတော့အဲ့ဒီလူဖက်ပေါ့ရှာပေါ့စီစာတော့အဲ့လိုမျိုးတွေလည်းခဏတိုင်းမှတွေ့ဘူးကြုံဘူးလေနော်ပြီးတဲ့ခါကျတော့အဲ့ဒီအစိုးဆုံးမြင်ဘူးလားလေ ကလန်းအမတရားနေထွက်တော့အဲ့နားမှာညောင်မင်းရှိတယ်ရှင်တို့ရဲ့ညောင်မင်းလာပါဘင်းလာမသိဘူးအဲ့လိုအမြစ်တဖွားဖွားနေနော်ညောင်မင်းလည်းဟုတ်ချက်မှာဟုတ်မယ်အဲ့အမြစ်တဖွားဖွားနေအပင်ရကြီးပဲအဲ့ပင်နားလေးမှာချုံထူတယ်အဲ့နားမှာတန်ထိုးပြီးတော့အဲ့ဒီကူကူစီးကြလာနော်ဘာလို့ဒီကူကူစီးကြလဲလို့ပြောလို့ရှိလို့ရှင်တန်နဲ့ကနေယောက်ျားတယောက်နဲ့မိန်းမတယောက်နဲ့ထွက်လာပါလေဆိုရှင်တို့စဉ်းစားကြည့်လိုက်ဒီအတွေ့အကြုံမှာမဟာသမယတုတ်ရွတ်ပြီးတော့မှထွက်လာဖြစ်နိုင်မလားလို့နော်ချိုးလေဆိုလို့ရှိရင်ကလော်ကားနေနေနော်ကိုင်းပြင်းတက်မှာခင်းပြီးတော့ခွာပြီးတော့အိတ်နေကြတာမျိုးတွေ အနော်ကိုက်ခံနေကြတာလူထပ်ပေါက်စာခံနေကြတာမျိုးတွေအဲ့လိုမျိုးတွေကိုကြုံမှုတယ်ရှင်တို့ဟုတ်လားမဟုတ်လားရှင်တို့ကိုယ်တိုင်အဲ့ညာတွေကိုသွားကြည့်တွေ့လိုက်မယ်နော်ပြီးကြတဲ့ခါကျတချို့တွေဆိုလို့ရှင်အဲ့ဒီတောင်ပေါ်မျိုးလေးတစ်မျိုးမှာပေါ့ကြီးအဲ့ဒီတောင်ပေါ်မှာပဲအဲ့လိုမျိုးတောက်စာမျိုးမျိုးတူပြော်ပါဟစ်ကျွေးကြပြီးတဲ့ခါကျအဲ့လိုမျိုးအနော်ကိုက်တွေပါလေနော်လူထပ်ပေါက်စာတွေပေါက်စီစာတို့ပြခံပြီးတဲ့ခါကျတော့အာမရကြတော့အာမရကြတဲ့ခါကျတော့အနီးသားမှာရှိတဲ့ဒီဖိုးကြီးဖွားကြီးတွေတက်တက်အိမ်သားတွေလေ အဲ့ဒီထဲတို့သွားကြတယ်ဆိုလို့ရေနော်ပြီးကြတော့အဲ့ clock ကနဲ့ခေါကန်နဲ့ကောင်မတွေလည်းရှိတယ်တော့သူတို့မလို့အေးဒီ dial pad sort down ဒီလောက်နန်တာဒီပေါင်နှချောင်းဖျဲလိုက်လို့အဲ့ပေါင်ကလာမဲ့အနှံ့ဆိုစဉ်းတောင်စဉ်းစားရဲတုတ်မြင်ဘလို့တွေတောင်မှအဲ့အနှံ့တွေကိုစိုက်ကြတာလည်းမသိဘူးနော်သူတို့အဲမဟုတ်ဘူးရောဝန်တော့နဲ့ပေါင်နာတော့နဲ့လို့မပြောနဲ့ရှင်တို့ကလာအဲ့ clock ကားလေးလေးပေါင်နာတော့နဲ့ဆိုလို့ရှိရင်လေအဲ့သူတို့ရေပေါင်နာလာလာတတတတနဲ့အဲ့ဂျိုင်းလက်ပတ်ဆော်ဂျိုင်းလက်ပတ်ဆော်တတတတနဲ့ဘလုံးမကူမစဉ်းစားလို့ကိုမရဘူး အဲ့အမျိုးသမီးတွေလည်းလင်ရွေးတယ်ဆိုတာလေလူမျိုးตาပြီးတော့ကိုအထင်ကြီးလို့ရတဲ့ကြောင့်ကြားမျိုးကိုမှရွေးရတာလေရှင်တော့ကဒီကိုထက်လည်းตาตาနေတာမဟုတ်အဲ့ဒီအရေတို့ဘာကုန်းနေတို့ဆိုတာစင်ကာပူမှာအနေဆုံးလောက်တွေလောက်ရတာကွတဆို့တွေဆိုလို့ရှိရင်ရုပ်ရည်လေးလှန်တာပတ်တာလေးနဲ့ရှင်တို့ရှာပါပါတဲ့လင်တွေကိုကောင်းတဲ့လင်ကိုယူကြပါဘယ်နိုင်ငံကလင်ကိုပဲယူယူတုတ်ပါအားပေးပါတယ်သိလားဟုတ် ူများနိုင်ငံလိုက်သွားလို့တောင်းမှာဟိုကိုမြန်မာနိုင်ငံထက်မတော်တက်တနိုင်ငံအောင်ရှင်တို့လင်းယူပြီးဘာလို့တာလိုက်သွားကြမှာဟိုရောက်မှာမရ၄ရောက်တော့မရ၅ရောက်တော့ ਨੇ တွေ့နေမယ်เนาะရှင်တို့တို့တွေကအဲ့ဟိုကိုထက်ဆက်ဆုပ်တဲ့ဟာတွေเนาะအဲ့လိုမျိုးတွေကလည်းကြုံမှုတဲ့ခဏတိုင်းပဲဒီလမ်းပိတ်အိတ်လမ်းပိတ်စားတချို့တွေဆိုလို့ရှိရင်လည်းကွယ်ဒီဟိုတယ်ကိုသွားမှာလေဒီတနင်္ဂနွေနေ့ကိုသူတို့မှာပလန်ရှိပြီးသားအကြံစီရှိပြီးသားအဲ့ဟာဒီအိမ်ကနေပြီးတော့ထွက်လာရင်ဘာလို့မြန်မာဝတ်စုံမျိုးဝတ်လာရလဲလို့ကိုစမ်းစားတော့ကိုမရတော့ဘူး ဟိုတယ်ရှင်းမှာတရရရနဲ့ကိုအဲ့မြန်မာဝတ်ဆောင်ကြီးနေတယ်ရှင်းတော့အဲ့မြန်မာဝတ်ဆောင်ဝတ်လာမှာကိုကူးစီးမာလို့ပြောလို့လားအဲ့ဒါကြောင့်မှလောက်ကန်ရတာစင်ပြေတာလို့ပြောလို့လားဘလို့မန်းကိုမသိနားကိုမလဲဆိုလို့ဆိုလို့ရှိရင်လဲအဲ့လိုမျိုးတယ်။နော်အဲ့ရောရှင်တို့လက်မအံ့အောင်နေကြတဲ့ဒါယထားပါမှာမလို့။အဲ့ဒါကြောင့်မရှင်တို့အဲ့လိုမျိုးယောက်ျားတွေကိုလဲအတီယူရှင်တို့အတင်ယူလောက်မြန်များမှန်နေကြတယ်။အဲ့လိုမျိုးထန်တဲ့ယောက်ျားတွေကလေးတိတာရှင်တို့အသက်ကြီးလာလို့မိမတွေကများသောအားဖြင့်40ကျော်ပတ်ဝန်းကျင်မှာဆိုလို့ရှိရင်80ရာခိုင်နှုန်းလောက်ကနော်အဲ့ဒီ၄၀သားစိတ်ကုန်သွားကြတယ်ရှင်တို့ယင်။ တချို့20ရာခိုင်နှုန်းလောက်ပဲเนาะချွင်းချက်အနေနဲ့ရှိတယ်ကြံ့နေเนาะတချို့80ရာခိုင်နှုန်းလောက်ကကိုသားသမီးအရေးကိုအိမ်တော်ရေးတည်မြဲဖို့အရေးကိုအိမ်မှုကိစ္စတွေလုံးပန်းတာနဲ့ညရောက်လို့ရှိရင်လည်းဘာတကူကူးမှလည်းမစည်းကျင်တော့အဲ့လိုအခြေအနေမျိုးရောက်တဲ့အချိန်မှာအဲ့လိုမျိုးအထံရောက်ကြတယ်ရောက်ကြတဲ့အကြတော့เนาะ20ရာခိုင်နှုန်းလောက်ကပဲစိတ်ကုန်ကြတာတော်တော်80ရာခိုင်နှုန်းလောက်က60အလောက်ထိကိုအဲ့လိုမျိုးเนาะအဲ့ကြတော့ကိုက40လောက်မှအဲ့ဒီဟာတိုင်းတန်းကိုမကြေတော့ဘူးဆိုလို့ရှိရင်အဲ့လိုစလို့အထံရောက်ကြနေလည်းရတယ်ဆိုလို့ရှိရင်အာမရံငယ်နေဖို့အတွက် သူတို့ကရှင်တော့စီပန်းနေပြီးအကြောင်းပြချက်တစ်ခုအနေနဲ့အဲ့ဒါလောက်သွားကြမှာပဲအဲဘာဖြစ်လို့တော့ဆိုတော့သူတို့မရငယ်နေမယ်နေပြီးခါကြောင်ရှင်တော့ကမပေးနိုင်လို့ဆိုတဲ့ဟာမျိုးတွေနဲ့ဖြစ်ကြမှာเนาะအဲ့ဒါကြောင့်မို့ကိုယောက်ကြာအထောက်အကန်လားဘာကန်လားဆိုလို့ရှင်အဲ့မယူခင်ကလေးကကြည့်ပဲကိုယ့်ကိုစဉ်းစားเนาะလူကြားသူကြားတာမှာဒီလိုမျိုးနှိုက်ပြီးတော့အဆက်ခွဲတဲ့ယောက်သားမျိုးကိုရှင်တို့အဲ့အိမ်အောင်မဖြစ်ရွေးချယ်တယ်ဆိုလဲရှင်တို့တိုင်းနဲ့ရှင်တို့ကံမယ်ကြောက်ကမပြောတော့အဲ့ကော်ကားရင်လည်းဂူဂူစီးကြတဲ့ကောင်မလေးလည်းမပြောတော့ဘူးဘာမှကိုမပြောချင်ဘူးအဲ့လိုတကယ် မှန်ပါဆိုလေကျွန်တော်မေးလို့ဒါကြောင့်လို့တခါတည်းနဲ့ပြောပြလိုက်တာเนาะ ဒါနိုင်ငံမှာနေပြီးတော့ဘဲနဲ့သွားတွေ့တာကောနော်ဒါမြန်မာဝတ်စုံကြီးနဲ့ဆိုတာမြန်မာနိုင်ငံကဆိုရင်ဒါမြန်မာတွေတိတ်ခါကြရဲရှင့်တို့လူရှိသူရှိမှာတော့မရှောင်မင်းနဲ့နော်အနောက်ကနေနှိုက်တာကြားမျိုးကနော်ဒီမိမောက်တရားဝင်ယူဖို့ဆိုတာဖြစ်နိုင်ပါမလားလုံးဝမဖြစ်နိုင်အောင်ရှင့်မိကလီတယောက်ရဲ့အိန္ဒြေနော်တိတ်ခါကိုဒူတာတကယ်တတ်မိုးထားမယ်ဆိုလို့ရှင့်အဲ့လိုမျိုးလုံးမှာမဟုတ်ဘူးနော်တကယ်တမ်းယောက်ျားပိတာပြီးတော့စဉ်းစားတတ်တဲ့ယောက်ျားအုံနောက်ရှိတဲ့ယောက်ျားဆိုလို့ရှင့်နော်ဒီလိုမျိုးလူမြင်ကွင်းမှာလည်းနော်အိန္ဒီပြက်ပြောင်းလုံးမှာမဟုတ်ဘူးရှင့်ငါကတော့နှစ်ယောက်စလုံးကတော့မှုန်နေကြတာပေါ့နော်ကျမရဲ့ view file လေးကတော့ဒီလောက်ပါပဲရှင့်။ငင်းချင်းတို့လည်းဒီ view file လေးကိုကြည့်ပြီးတော့ဘဟုတုတတစ်ခုခုရလိမ့်မယ်လို့မျှော်လင့်ပါရှင့်။နောက်ထပ် video တွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။